အားလုံးပဲမင်္ဂလာပါ။မဂျီမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရီ။မဂျီမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ The Secret Life of Pets 1 2016ရုပ်ရှင်လေးပဲဖြစ်ပါရီ။ခွေးလေးနှစ်ကောင်ကလမ်းပျောက်သွားတဲ့အကြောင်းအိမ်ပြန်လိုက်ရှာရင်ရေမြောင်းထဲမှာရှိတဲ့ထိုးစမ်းတဲ့တိရစ္ဆာန်အဖွဲနဲ့ကိုတွေ့ကြရမှာလည်းဖြစ်ပါရီ။ကဲဆင်းသေးဖြစ်ပြီဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါ။ကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဇက်ပဲဖြစ်ပါရီ။ နယူးယောက်မြို့လယ်မှာတော့မန်းဆိုတဲ့ခွေးလေးတကောင်ကသူ့ရဲ့ချစ်ဆုံးသခင် KD နဲ့အတူတူပျော်ပျော်ရွှင်ရွှင်ကိုနေပါတယ်။မနက်တိုင်း KD အလုပ်သွားတဲ့ချိန်တိုင်းဆိုရင် Max ကတကောင်ဝမှာပဲထိုင်ပြီးတော့တနေ့ကုန်သူပြန်လာတဲ့ထိကိုထိုင်ဆောင်နေလေးရှိပါတယ်။တစ်ဖက်တိုက်ခန်းက Gadget ဆိုတဲ့ခွေးကလေးကလည်းသူ့ရဲ့တခင်ထွက်သွားတာနဲ့ပဒင်းပေါက်စီကိုလာပြီးတော့ Max ကိုစကားလာပြောခဲ့ပါတယ်။ဒါပေမဲ့လို့ Max ကတော့သူပြောတာတွေကိုနားမထောင်တာကြောင့် Gadget ကလည်းအဲ့ဒီနေရာမှာပဲလှည့်ပြီးတော့ Max ကိုထိုင်ကြည့်နေခဲ့ပါတယ်။ တခြားသောတိုက်ခန်းတွေမှာလည်းတခင်တွေတီတီကအလုသွားကြတဲ့အတွက်ကိုအိမ်မွေးတရေဆန်လေးတွေကအိမ်မှာကြံခဲ့ပြီးတော့သူတို့အားလက်ချင်ကိုလလလလက်ကိုမှသူတို့လှုပ်ချင်တာကိုလှုပ်ကြပါပြီ။မက်စကာရိုကီတီပြန်လာမှကိုထိုင်ဆောင်နေပြီးတော့အဲ့ဒီအချိန်မှာပဲကလိုဝီကပြတင်းပေါက်ကနေမက်စ်အခန်းထဲကိုဝင်လာခဲ့ပါပြီ။ကလိုဝီကတော့မက်စ်ကိုသူ့ရဲ့တခင်ပယ်သွားတာလဲဆိုပြီးတော့မင်းနေတော့မှာပဲတခြားသောတငယ်ချင်းတွေကလည်းရောက်ရှိလာခဲ့ပြီးတော့မက်စ်ရဲ့ဘောလုံးကိုပေးလိုက်ပါပြီ။သူတို့အားလုံးကတော့တူတူဆော့လိုက်ကြပြီးတော့ညအချင်းရောက်တဲ့အခါမှာတော့ KTM ပြန်လာတဲ့အကြောင်းမက်စကာရောအရန်ကိုမှပြောသွားခဲ့ရပါသေးတယ်။ ။ဒါပေမဲ့ KD က Duke ဆိုတဲ့ခွေးလေးတကောင်ကိုခေါ်လာတာကိုပြလိုက်တာကြောင့် Max ကတော့ဒေါသထွက်သွားခဲ့ပြီးတော့ Duke ကိုမောင်းထုတ်လိုက်ပါရင် Duke ကတော့အရန်ကိုမှအစော့တန်ပြီးတော့ Max ကိုလည်းသူ့ရဲ့ရှာနဲ့ကိုရက်လိုက်ပါရင်ပြီးတော့တဲ့နောက်မှာတော့ Duke ကအိမ်အနှက်ကိုပြီးဆော့လိုက်ပြီးတော့ Max အကြိုက်ဆုံးဘောလုံးကိုလည်းမတော်တဆကိုဖျက်ဆီးမိသွားခဲ့ပါရင်အဲ့ချိန်ရောက်တဲ့အခါမှာတော့ KD က Duke အိပ်ဖို့အတွက်ကိုအဝတ်ခင်းပေးလိုက်ပြီးတော့ Max နဲ့ Duke ကတော့ AC ကိုမှစကားပြောလို့ရအောင်လို့ရေချိုးကပ်ပြင်ကိုထွက်သွားလိုက်ပါရင် ဒူကမက်ဆီရဲ့အိယာကအရန်ကိုမှနူးညံ့တဲ့ပုံပေါ်ပြီးတော့သူ့ကိုလည်းပေးအိတ်ဖို့ကိုပြောပေမဲ့မက်ကတော့သူ့ရဲ့စကားကိုဂရုမစိုက်ပဲအဝတ်တွေပေါ်မှာပဲအိတ်ဖို့ပြောလိုက်ပါပြီ။ဒါပေမဲ့ဒူကတော့မက်စကားကိုနားမထောင်ပဲနဲ့မက်အိတ်တဲ့အပေါ်ကိုတက်အိတ်လိုက်ပါပြီ။မက်ကတော့တက်ဖိခံလာရတဲ့အတွက်ကို KDC ကိုပြေးသွားခဲ့ပြီးတော့သူ့ဒူနဲ့ကိုပတ်သက်ပြီးတော့ခံစားရတာတွေကိုလည်းတွားတိုင်လိုက်ပါပြီ။ဒါပေမဲ့လို့ KD ကတော့သူ့ပြောရကိုနားမထောင်တဲ့အတွက်ကိုမက်ကိုရေချိုးခန်းအပြင်ကိုထုတ်လိုက်ပါပြီ။ အပြင်မှာရှိနေတဲ့သူကတော့သူပြောသမျှကိုနားလည်တဲ့အတွက်စိတ်ဆိုပြီးတော့ mask ကိုချင်းချောက်လိုက်တဲ့အတွက်ကို mask ကလည်းချက်ချောင်းနဲ့အခန်းထောက်ကိုကတ်သွားခဲ့ရပါတယ်။အဲ့ဒီအခါမှာတော့ mask ကအဝတ်ပေါ်မှာပဲအိပ်ရပြီးတော့တညာလုံးဒူးရဲဟောက်တန်တွေကိုနားထောင်နေရပါတယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ mask ကလည်း KD ကိုအပြင်မသွားအောင်လို့တားနေခဲ့ပါတယ်။ဒါပေမဲ့လို့ KD က mask ပြောသမျှကိုဟောင်းတန်လိုပဲကြားနေရတဲ့အတွက်အလုပ်ကိုထွက်သွားခဲ့ပါတယ်။ ကတိထွက်သွားပြီးတဲ့နောက်မှာတော့သူကသူ့ရဲ့အစာရော mass SR ကိုပါစားပြစ်လိုက်တဲ့အတွက်ကို mass ကစားစရာမရှိကိုဖြစ်သွားခဲ့ရပါတယ်။ mass ကတော့အဲ့ဒီလိုမျိုးမလုပ်ဖို့ပြောနေတဲ့အချိန်မှာပဲ mass ရဲ့တငယ်ချင်းပူလီကလေဒိုးပေါက်ကနေကိုရောက်လာခဲ့ပါတယ်။သူကတော့ပူးကိုတွေးလိုက်တဲ့အတွက်ကိုပြေးဖက်ရင်နဲ့နေရံနဲ့ကိုတိုက်မိသွားခဲ့ပါတယ်။သူကတော့မတော်တဆကို KD အကြိုက်ဆုံးပန်အိုးလေးကိုခွဲမိသွားခဲ့ပြီးတော့အဲ့ဒါကြောင့်ပဲ mass ကသူ့ကိုလက်စားချဖို့နီလန်ရရှိသွားခဲ့ပါတယ်။ mass ကတော့တိမ်လုံးကိုရှုပ်ပွားအောင်လို့လှုပ်လိုက်ပြီးတော့သူ့ကိုအပြစ်ပုံချဖို့ကိုလှုပ်လိုက်ပါတယ်။ သူကတော့ Mass 2ပေါ်ကိုအပြစ်ပုံချဖို့ကိုလုံနေမှန်းကိုတည်သွားခဲ့ပြီးတော့ Mass ကတော့သူ့ကိုသူစကားနားထောင်ဖို့ချင်းချလိုက်ပါတယ်။အဲဒီနောက်မှာတော့ Mass ကလည်းခွေးတွေအားလုံးကိုလမ်းလျှောက်ထွက်ဖို့ကိုခေါ်သွားတာနဲ့သူနဲ့တူတူပန်းချန်စီကိုလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။လမ်းလျှောက်ထွက်ပြီးတဲ့သူကပန်းချန်ရောက်တဲ့အခါမှာတော့ခွေးတွေအားလုံးရဲ့လေဘကျိုးကိုဖျောက်ပစ်လိုက်ပါတယ်။ဒါပေမဲ့လို့ Mass အလဲကိုရောက်တဲ့အခါမှာတော့သူကသူ့ကြိုက်နေတဲ့ကောင်မလေးကိုတွေ့သွားတဲ့အတွက်ကို Mass ကိုလည်းလေဘကျိုးဖျောက်ပစ်ဖို့ကိုမေ့ပြီးတော့ထွက်သွားခဲ့ပါတယ်။ မက်စကာတော့လေပတ်ဂျိုးနဲ့ပဲဒုက္ခစီကိုတွားခဲ့ပြီးတော့ဒုံချောင်းလေးတွေကိုယူလာခံခဲ့ပါတယ်။သူကတော့ဒုံချောင်းလမ်းရှာရင်နဲ့အဆောက်အုံစောင့်နေလို့တားမြစ်ထားတဲ့နေရာတစ်ခုကိုတွေ့ပြီးတော့မက်စကိုလက်စားချေဖို့ကိုအကြံရရှိသွားခဲ့ပါတယ်။သူကတော့မက်စကိုသူ့ရဲ့လေပတ်ကားနေကိုဆွဲခေါ်သွားပြီးတော့လမ်းညားတွေကနေအမှိုက်ပုံထဲမှာကိုပစ်ချလိုက်ပါတယ်။သူကလည်းထွက်သွားခဲ့နေမှာပဲအမှိုက်ပုံထဲကနေကြောင်တကောင်ကမက်စကိုဆွဲပြီးတော့ထွက်လာခဲ့ပါတယ်။ခွေးနဲ့ကြောင်တွေနဲ့ကလည်းငကိုကလေးကရန်သူတွေဖြစ်တဲ့အတွက်ကိုကြီးမရဖြစ်နေပြီးတော့ကြောင်ကတော့ဒူးရဲ့လေပတ်ကိုခိုးယူသွားလိုက်ပါတယ်။ သူကတော့သူ့ရဲ့လက်ပတ်ကိုပြန်ယူဖို့အတွက်ကိုကြောင်ကိုစိန်ခေါ်လိုက်ပြီးတော့သူကလည်းတိုက်ခိုက်ဖို့ကိုနောက်ထပ်ကြောင်တွေရချီလိုက်ကိုထွက်လာခဲ့ပါ යි ။အင်အားမများတရာကိုမြင်တော့သူကလည်းကြောက်သွားတဲ့အတွက်ကိုမှမက်စ်ကိုထားပြီးတော့ထွက်ပြေးသွားခဲ့ပါ යි ။မက်စ်ကလည်းကြောက်ကြောက်လန့်လန့်နဲ့ကိုအမှိုက်ပုံးနဲ့ကိုဝင်ပုံးလိုက်ပြီးမြင်ကြောင်တွေကတော့သူ့ကိုအမှိုက်ပုံးနဲ့ကနေကိုထုတ်ပြီးတော့မိုးဘုတ်ကိုပြစ်လိုက်ပါ යි ။ ပြန်ကြလာတဲ့အခါမှာတော့ mask ကိုအဝတ်တန်းတွေမှာကိုလွှဲလိုက်ပြီးတော့ mask ကလည်းအဝတ်တစ်ခုနဲ့ကိုညီသွားခဲ့ရပါပြီ။ကြောင်ပေါလေးတစ်ကောင်က mask ပေါ်တက်လာခဲ့ပြီးတော့ mask ရဲ့လက်ပတ်ကိုဖြုတ်လိုက်ပါပြီ။ပြီးတော့နောက်မှာတော့အဝတ်တန်းကိုသူ့ရဲ့လက်တဲနဲ့ကိုမှဖြတ်လိုက်ပြီးတော့ mask ကလည်းမြေပေါ်ကိုကျသွားခဲ့ရပါပြီ။ mask ကလည်းပြန်ထားဖို့ကြိုးစားတဲ့ချိန်မှာပဲသူကလေရင်တရိတ်ဆန်ဖန်းတဲ့သူတွေလိုက်ဖမ်းတာကိုခံရတဲ့အတွက်ကိုလမ်းကြားထဲကိုထွက်ပြေးလာခဲ့ပါပြီ။ကျောင်းတွင်အားလုံးကလည်းတရိတ်ဆန်ဖန်းစည်းရေးကိုတွေ့တဲ့အကြောင်းထွက်ပြေးသွားခဲ့ပါပြီ။ ဒူနေမတ်စတိုကလည်းထွက်ပြေးကြပေမဲ့ဂျောင်ပိတ်ခံလိုက်ရပြီးတော့လောင်ရင်ထဲကိုရောက်သွားခဲ့ရပါတယ်။သူကတော့လောင်ရင်ထဲမှာကြောက်နေတာကိုတွေ့ပြီးတော့မတ်စကသူ့ကိုအပြစ်တင်လိုက်ပါတယ်။သူကတော့သူကအရင်ကတည်းကဒီလိုမျိုးလောင်ရင်ထဲမှာနေခဲ့ရပြီးတော့ KD သူ့ကိုမွေးစားတော့ကအရန်ပြောနေခဲ့တာဆိုပြီးတော့ပြောပြလိုက်ပါတယ်။ဒါပေမဲ့လို့အခုတော့သူကတရိတ်ဆန်ထင်းရုပ်ရည်ကိုပြန်သွားရတော့မှဖြစ်ပြီးတော့ထပ်မွေးစားမခံရတော့မှကိုကြောင်နေခဲ့ရပါ යි တိုက်ခမ်းမှာတော့ဂေဂျက်ကအပြင်ကနေသူ့ရဲ့တငယ်ချင်းတွေရောင်းနေတဲ့အတန်ကိုကြာပြီးတော့ဝမ်းသာအားရနဲ့အပြင်ကိုထွက်ကြည့်လိုက်ပါ යි သူကတော့ mask ဘာမှလဲဆိုတာကိုမေးလိုက်ခဲ့ပြီးတော့သူရဲ့တငယ်ချင်းတွေက mask ကိုချုပ်ပုတ်ထဲမှာပျောက်သွားတာပဲကိုတွေ့လိုက်တယ်ဆိုပြီးတော့ပြောလိုက်ပါကြကြကတော့သူချိရတဲ့သူအန်နီရရှိနေပြီလို့ထင်ပြီးတော့သူကတော့အိမ်မွေးခွေးဖြစ်ပေမဲ့တတိကိုမွေးပြီးတော့သူ့ကိုကယ်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ကြကြကတော့အရှိတိုက်ကပရင်မောက်ကိုခုံလိုက်ပြီးတော့မက်စကိုကယ်ဖို့ကလိုဝီကိုအကူညီတောင်းလိုက်ပါတယ်။တရိတ်ဆန်ဖန်စီရဲကလည်းကားနဲ့လာနေတော့မှလမ်းလေကောင်မှယုံကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ တို့ကကားကိုရက်လိုက်ပြီးတော့တကောင်ကယုံလေးကိုကယ်ဖို့ကားထဲကနေကိုထွက်လာခဲ့ပါတယ်။ယုံတရဲဆိုသလိုယုံကသူ့ကိုတိုက်ခိုက်လိုက်ပြီးတော့ကားထဲမှာကျန်နေခဲ့တဲ့တယောက်ကိုလည်းဝန်းနေပုတ်တင်ညိုတို့ကတိုက်ခိုက်လိုက်ကြပါတယ်။ယုံကတော့နောက်ခံထဲကနေတရိတ်ဆန်တွေဖမ်းထားတဲ့နေရာကိုသွားပြီးတော့သူ့ရဲ့လက်ထဲကမုံလာဥကိုတော့ပုံစံဖျက်အောင်လုပ်ကင်လိုက်ပါတယ်။ပြီးတော့တဲ့နောက်မှာတော့သူ့ရဲ့တငယ်ချင်းလှောင်ရင်ကိုတော့ဖွင့်ပေးလိုက်ပြီးတော့ကားဆရာကိုတော့ကားပေါ်ကပြစ်ချလိုက်ကြပါတယ်။လူတွေကိုထားခဲ့ပြီးတော့တဲ့နောက်မှာတော့ဝန်းနေပုတ်တင်ညိုတို့ကလမ်းပေါ်တက်ပြီးတော့ကားမှလိုက်ကြပါတယ်။ဒါပေမဲ့လို့သူတို့ကကားမောင်းတက်တာကြောင့်ကားရီအားလုံးကိုတိုက်မိသွားခဲ့ပါတယ်။ ပြီးတော့နောက်မှာတော့ကားကလန်ကြားထဲကနေရာပေါ်ကိုထိအောင်လို့တက်သွားတဲ့ကြောင်းလန်ဆုံးတဲ့နေရာနဲ့ကိုမှတိုက်မိခဲ့ပြီးတော့ကားမောက်သွားခဲ့ရပါတယ်။ရုပ်ကလေးကတော့သူ့ရဲ့တငယ်ချင်းနဲ့တူတူထွက်ပြေးဖို့ကိုလုံလိုက်ခဲ့ပြီးတော့သူကတော့သူ့တို့ကိုဘယ်သူတွေလဲဆိုတာကိုမေးလိုက်ပါတယ်။ရုပ်ကလေးကတော့သူ့ကိုသူစွန့်ပစ်ခံတရိတ်ဆန်အဖွဲ့ကောင်းဆောင် Snowball ဆိုပြီးတော့ပြောလိုက်ပါတယ်။သူတို့ကတခင်တွေစီကနေစွန့်ပစ်ခံထားရတာကြောင့်လူတွေကိုမုံနေခဲ့ပြီးတော့လက်စားကျေဖို့ဖွဲထားတဲ့အဖွဲလို့တာပြောလိုက်ပါရင်မက်စ်ကလည်းသူတို့ကိုပါခေါ်သွားပေးဖို့ပြောလိုက်ပေမဲ့လို့စနိုးဘောကတော့သူတို့စီကအင်မွေတရိတ်ဆန်နဲ့ရနေတာကြောင့်မခေါ်သွားဘူးဆိုပြီးတော့ပြောလိုက်ပါရင် ဒါပေမဲ့လည်း mask ကတော့သူတို့ကလည်း snowball လို့လိုပဲလူတွေကိုမုံချောင်းကိုညပြောလိုက်ပါရင်သူကလည်းသူတို့စကားကိုယုံအောင်လို့သူတို့ကတခင်တွေကိုပါတတ်ခဲ့တာဆိုပြီးတော့လိန်ပြောလိုက်ပါရင် snowball ကလည်းသူတို့ဇလန်းကိုသဘောကျသွားခဲ့ပြီးတော့ mask ကတော့သူပြောတာတွေကိုထောက်ခံပေးလိုက်ပါရင် snowball ကတော့သူတို့ကိုယုံသွားတဲ့အတွက်ကိုလှုပ်ပေးလိုက်ပြီးတော့သူတို့ပုံနဲ့ရှင်မြောင်းတဲ့ကိုခေါ်သွားခဲ့ပါရင်တက်ခဲမှာတော့ကြက်ကအစာအုပ်ရဲ့ခေါင်းမိုးတဲ့ဘော်ကိုတွားခဲ့ပြီးတော့မက်ရှိရဲ့နေရာကိုရှာဖို့ဆိုပြီးတော့စူးစမ်းလိုက်ပါတယ်။ဒါပေမဲ့သူထက်မြင့်တဲ့တိုက်တွေရှိနေခဲ့ပြီးတော့ကြက်ကမက်ကိုရှာလို့မရဖြစ်နေခဲ့ပါတယ်။ ဂဂျက်ကတော့ mask ကိုဘယ်လိုရှာရမလဲစဉ်းစားနေတဲ့ချိန်မှာပဲ Tiberius ဆိုတဲ့လှောင်ရင်တွေကတင်းငှက်ကြီးကဂဂျက်ကိုတူကူညီပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ Tiberius ကတော့သူ့မြင့်အာယုံကအရင်ကမှစူးရှာတာကြောင့်သူ့ကိုသာလှုပ်ပေးလိုက်ရင်တော့ mask ကိုရှာပေးလို့ရမယ်ဆိုပြီးတော့သာပြောလိုက်ပါတယ်။ဂဂျက်ကတော့သူ့စကားကိုယုံပြီးတော့လှောင်ရင်တွေကိုဝင်သွားလိုက်ပါတယ်။ဂဂျက်ကတော့လှောင်ရင်တွေကအယိုးတွေပေါ်ကနေနေပြီးတော့ Tiberius ကိုမျိုးလုံးအုပ်ထားတဲ့ဟာကိုဖယ်ပေးလိုက်ပါတယ်။ ထိုင်ပြည်ရကတော့အခုတော့အားလုံးကိုမြင်နိုင်သွားခဲ့ပြီးတော့ဂေဂျက်ကိုပါစားဖို့ကိုလုပ်တာကြောင့်ဂေဂျက်ကလည်းထွက်ပြေးလာခဲ့ရပါတယ်။ထိုင် VDS ကလည်းဂေဂျက်ကိုအပြင်ထိကိုထွက်ပြီးတော့ဖမ်းပစ်မယ်လို့သူ့ရဲ့တန်ကြိုးကဆုံးသွားတာကြောင့်ဂေဂျက်မမိပဲနဲ့ရက်သွားခဲ့ရပါတယ်။ဂေဂျက်ကလည်းစိတ်ဆိုးပြီးတော့သူ့ကိုငှက်ဆိုးဆိုပြီးတော့ပြောလိုက်ပါတယ်။ထိုင် VDS ကတော့ငိုလိုက်ပြီးတော့အဲ့ဒါကြောင့်ပဲသူကတငယ်ချင်းမရှိတာလို့ပါပြောလိုက်ပါတယ်။ထိုင် VDS ကတော့သူ့ကိုတန်ကြိုးတွေကနေကိုလှုပ်ပေးဖို့ပြောလိုက်ပြီးတော့ဒီတစ်ခါတော့ဂရီတီမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါကြတော့မကောင်းတဲ့အကြံဖြစ်ပေမဲ့လေဂေဂျက်ကတော့သူတို့တငယ်ချင်းဖြစ်နိုင်ပါတယ်ဆိုပြီးတော့တန်ကြိုးကိုလှုပ်ပေးလိုက်ပါတယ်။ ။လက်လက်သွားတဲ့ Tiberius ကလည်း gadget ကိုစားကျင်တဲ့ဆဲကိုထိန်းချုပ်ပြီးတော့ mask ကိုရှာဖို့ကိုပြန်တန်းသွားခဲ့ပါ යි ။ mask ကတော့ snowball ရုပ်အဖွဲ့ပုံးနေတဲ့မြေရောက်ခန်းကိုရရှိသွားခဲ့ပြီးတော့အဲ့ဒီနေရာမှာတော့လူသားတွေစီကစွန့်ပစ်ထားခဲ့ရတဲ့တရိတ်ဆန်တွေစုနေတာကိုတွေ့လည်ရပါ යි ။ စနိုဘောကတော့မက်စ်နဲ့ဒူးရိုကိုသူတို့တခင်ကိုဘလို့တက်လာလဲဆိုတာကိုအသေးစိတ်ကိုပြောပြဖို့ကိုပြောလိုက်တဲ့အတွက်မက်စ်တိုးကလည်းပုံမြင်တူးလုပ်ပြီးတော့ပြောလိုက်ရပါရင်စနိုဘောကတော့ဒီမှာစုနေကြတဲ့တရိတ်ဆန်တွေကဒီကိုမရောက်လာခင်ဘာဖြစ်ခဲ့ကြလဲဆိုတာကိုပြောပြလိုက်ပါရင်အရင်နောက်မှာတော့သူတို့ကမက်စ်တိုးကိုအဖွဲဝင်ဖြစ်ကိုမှတက်မှတ်တဲ့ရိုးရပွဲလုပ်ဖို့အတွက်ကို Viber ကိုခေါ်လိုက်ခဲ့ကြပါရင်တစ်ဖက်မှာတော့ Tiberia ကတော့မက်စ်ရဲ့လက်ပတ်ကိုခိုးထားတဲ့ကြောင့်ကိုခေါ်လာခဲ့ပါရင်သူကတော့ကြောင်ပစက်ထဲကနေလက်ပတ်ကိုအန်ထွက်လာအောင်လှုပ်လိုက်ပြီးတော့မက်စ်ပမာလဲဆိုပြီးတော့ချင်းချောက်မိလိုက်ပါရင် ကြောင်ကမပြောပြတာကြောင့် gadget ကတော့ကြောင်ကိုရိုက်လိုက်ပြီးတော့ mass ပမာရှိလဲဆိုပြီးတော့ထပ်မိလိုက်ပါ යි ။မြေရောက်ထဲမှာတော့ snowball က mass တို့ကိုသူ့ရဲ့အဖွဲ့ဝင်တတ်မှတ်တဲ့အနေနဲ့ fiber စီကနေအကိုက်ခံခံလိုက်ပါ යි ။ snowball ကတော့သူ့ရဲ့အဖွဲ့ဝင်တွေကို mass ကိုခေါ်လာခိုင်းလိုက်ပြီးတော့ mass ကတော့အဆွေတချောင်းမှွေကိုက်တာကိုခံခံရနေမှာပဲ။ကြောင်အုပ်စုတစ်ခုကရောက်ရှိလာခဲ့ပါ යි ။ကြောင်တွေကတော့ mass တို့ကလမ်းပေးခွေးမဟုတ်ပဲနဲ့အိမ်မွေးတရိတ်ဆန်တွေဖြစ်ပြီးတော့ mass တို့လေဘက်ကသူ့စီမှာရှိတယ်ဆိုပြီးတော့ပြောလိုက်ပါ යි ။ snowball ကလည်းသူ့လှည့်စားခံလိုက်ရတာကိုသိပြီးတော့သူ့ရဲ့အဖွဲ့ကို mass တို့ကိုတိုက်ခိုက်ဖို့ကိုခံလိုက်ပါ යි ။ သူကတော့သူ့ကိုယ်သူကာကွယ်ဖို့ fiber ကိုကိုက်ရန်လိုက်ပြီးတော့တတိဆန်တွေအားလုံးကိုပြုတ်ကြအောင်လို့လုပ်လိုက်ပါတယ်။ fiber ကလည်းတန်ချောင်းမှချီမီသွားခဲ့ပြီးတော့အနာကမက်စ်ကိုကိုက်ဖို့ကိုစူးစမ်းလိုက်ပါတယ်။ဒါပေမဲ့လည်းခုနကရန်ခရင်နဲ့ကြောက်တုံးကိုတိုက်မိသွားတဲ့အကြောင်းမင်းနဲ့ချက်ပေါ်ကကြောက်တုံးတွေကအားလုံးပြိုကျပြီးတော့ Viber ကိုပြီးသွားခဲ့ပါရင် Viber ရှုံးသွားတာကိုမြင်ပြီးတော့ Snowball ကလည်းပို့ပြီးတော့ဒေါသထွက်လာတာကြောင့်စွပစ်ခံတရိစံတစ်ဖွဲ့လုံးကို Masto နောက်ကိုလိုက်ခံလိုက်ပါရင် Mas နဲ့ Duro ကလည်းရေမြောင်းကနေထွက်ပြေးလိုက်ပြီးတော့ပိုက်အဆုံးမှာရေမြောင်းဖြစ်နေတာကြောင့်ပြေးစရာလည်းမရှိဘဲနဲ့ဖြစ်သွားခဲ့ရပါရင်အဲ့ဒါကြောင့် Duro ကလည်း Mas ကိုရေထဲကိုတွန်းချလိုက်ပြီးတော့သူကလည်းလိုက်ပြီးတော့ခုန်ချလိုက်ပါရင်သူတို့ကရေစီးအတိုက်ကိုလိုက်မျောသွားလိုက်ပြီးတော့ Snowball ကတော့သူတို့ရေစီးကြောင့်ဥတီနေတဲ့နေရာကိုတေချာကြည့်ထားတာကြောင့်သူတို့စီကိုမရရအောင်လို့လက်စားချေလာမယ်ဆိုပြီးတော့ဂျင်းဝါလိုက်ပါရင် တိုက်ခန်းမှာရောခဲ့ချက်ကတိုက်ခန်းတစ်ခုလုံးမှရှိတဲ့တရိတ်ဆန်တွေအလုံးကိုဆူးလိုက်ပြီးတော့ mass အကြောင်းကိုတူတိလာသမျှကိုပြပြလိုက်ပါတယ်။ပြီးတော့ခဲ့ချက်ကတော့ mass ကိုကဲဖို့အတွက်ကိုသူတို့အလုံးကိုကူညီတောင်းလိုက်ပါတယ်။ရေမြောင်းထဲမှာတော့ mass တို့ကရေစီအတိုင်းကိုမျောပါရင်ရေတွေကိုဆုပ်ထုပ်တဲ့ပိုက်ထဲကိုဝင်ပြီးတော့မြင်းလေတဲကိုပြစ်ချခံလိုက်ရပါတယ်။သူတို့ကကြကြရေမကူးနိုင်ပေမဲ့လို့ကန်ကောင်းစွာနဲ့တင်ပေါ်တစင်ရောက်လာတာကြောင့် သူကတော့တင်မော့ပေါ်ကိုလွယ်လွယ်လေးပဲကိုတက်သွားခဲ့ပါရင်မတ်အလဲရောက်တဲ့အခါမှာတော့တင်မော့ပေါ်မတက်ရသေးခင်မှာပဲရေစင်းနဲ့ကိုမျောပါသွားခဲ့ပါရင်သူကတော့အေးပေါ်အတက်ကေပေါ်ခွင့်ကိုမက်ဆီကိုပြစ်ပေးလိုက်ပြီးတော့တင်မော့ပေါ်ကိုဆွဲတင်ပေးလိုက်ပါရင် သူတို့ကအင်ကိုပြန်ရရုံးမယ်လို့ထင်နေပေမဲ့လည်းတင်မော့ကအိမ်နဲ့ဆန့်ကျင်ဘက်စီကိုတွားနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ရေမြောင်းထဲမှာကာရော့စနိုဘောတို့ကမျက်နှာကိုရရှိလာခဲ့ပြီးတော့တင်မော့နဲ့ထွက်သွားတဲ့မက်စတိုကိုမြင်တဲ့အတွက်ကိုသူတို့ကိုရအောင်လို့လက်စားချင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တိုက်ခန်းမှာတော့ဂေဂျက်တို့ကအရာအလုံးအကြောင်းကိုကြိုသိတဲ့ပော့စီကိုတွားလိုက်ခဲ့ကြပြီးတော့မက်စကိုကဲဖို့အတွက်ကိုကူညီတောင်းလိုက်ပါတယ်။ပော့ကာရော့အစားကတော့ငင်းပေမဲ့လို့ကလိုဝီကိုမြင်ပြီးတော့ကြိုက်သွားတာကြောင့်သူတို့ကိုကူညီဖို့သဘောတူလိုက်ပါတယ်။ပြီးတော့တဲ့နောက်မှာတော့ပော့ကာတရိတ်ဆန်တွေအလုံးကိုဥဆောင်ပြီးတော့မက်စကိုရှာဖို့ကိုထွက်လာခဲ့ကြပါတယ်။ ြန်နေပေးမှာတော့မက်စနဲ့ဒုကတုကလည်းပိုက်ဆံနေခဲ့ကြပြီးတော့ဒုကတော့အနားမှာမုတ်ထိုင်စားနေတဲ့သူကိုတွေ့သွားခဲ့ပါတယ်။မက်စကတော့အကြံတစ်ခုရရှိသွားခဲ့ပြီးတော့ချစ်စရာကောင်းတဲ့မျက်နှာနဲ့အစာတောင်းလိုက်ကြပါတယ်။ဒါပေမဲ့လို့အဲ့ဒီလူကသူတို့ကိုဘာမှမမှကြွေးပဲနဲ့မော်အလုံးသူ့ပစက်တဲကိုထည့်ပြီးတော့ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နှစ်ကောင်ကကြက်ဦးချောင်းအနှံ့ကိုရလိုက်ခဲ့ပြီးတော့အနှံ့နောက်ကိုလိုက်သွားတဲ့အခါမှာတော့ကြက်ဦးချောင်းဆက်ယုံကြည်ကိုတွေ့လိုက်ရပါတယ်။ဖက်မှာတော့ပေါကတတိယဆန်တွေအားလုံးကို Times Square အဆောက်အုံကားနေကိုဖြတ်ပြီးတော့ New York ရဲ့ဒေကနေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့ကအဲ့ဒီမှာရှိရင်ရေမြောင်းကနေမြေရောက်ကိုဝင်သွားခဲ့ပြီးတော့စုပစ်ခန့်တရိတ်ဆန်အဖွဲနဲ့ကိုတွေ့လိုက်ခဲ့ရပါတယ်။မြေရောက်ကတရိတ်ဆန်အဖွဲက fiber အတွက်ကိုအတူပကျင်းပပေးနေတာကိုတွေ့လိုက်ရပါတယ်။ snowball ကတော့အတူပမှာဝမ်းနေဆုံးဖြစ်ပြီးတော့ fiber အတွက် mask ကိုလက်စားချိန်မယ်လို့ပြောလိုက်ပါတယ်။ခကြက်ကတော့ mask ရဲ့နာမည်ကိုကြားလိုက်တဲ့အတွက်ကိုဒေါသထွက်ပြီးတော့သူ့ရဲ့ကောင်းလေးကိုမထီးဖို့ကိုပြောလိုက်ပါတယ်။ Snowball ကတော့ Gadget တို့က mask ကိုတည်ရဲဆိုတာကိုတည်သွားတဲ့အတွက်ကိုသူ့ရဲ့ဖွဲ့ကို Gadget တို့ကိုဖန်ခံလိုက်ပါတယ်။ တိုင်ခိုင်ကတရိတ်ဆန်တွေအလုံးကရေပိုက်ထဲကိုထွက်ပြေးရင်းနဲ့လွတ်တော်ခဲ့ကြပါတယ်။ဒပမဲနော်မယ်ကပိုက်တစ်ခုတည်းကနေကိုထွက်လာပြီးတော့မိချောင်းရှိတဲ့တဲကိုရောက်သွားတဲ့အကြောင်းအဖမ်းခံလိုက်ရပါတယ်။ကျောက်ကျောင်းဆက်ယုံမှာကတော့ mass နဲ့ဒူတို့ကလှဲတဲ့ကိုဝင်သွားခဲ့ပြီးတော့ဆက်ယုံကအသားတွေထွက်လုတဲ့နေရာကိုရရှိသွားခဲ့ပါတယ်။သူတို့ကအသားတွေရောကျောက်ကျောင်းတွေရောအများကြီးကိုမှစားလိုက်ကြပါတယ်။ ပိုရင်းနေလာကြတဲ့ Max နဲ့သူတို့ကတော့စကားပြောနေရင်းနဲ့သူကတော့အရင်တခင်နဲ့ကိုမှအတူတူဒီနားမှာနေဘူးရဲဆိုတာကိုတည်သွားခဲ့ပါရင်သူ့မှာအရင်တခင်ရှိတယ်ဆိုတာကိုတည်သွားတဲ့အတွက်ကို Max ကသူ့အရင်တခင်အကြောင်းကိုမေးလိုက်ပါရင်သူကတော့အရင်အကြောင်းတွေကိုပြန်တွေးခဲ့မိပြီးတော့ဝမ်းနေတော်ခဲ့ရပါရင် သူကလေးဘဝတုန်းကသူ့ရဲ့အရင်တခင်ကသူ့ကိုမွေးစားခဲ့ပြီးတော့သူသားအရင်လိုကြိုးဆိုင်ပေးခဲ့ပါတယ်။သူကသူ့ရဲ့တခင်နဲ့ကိုမှပြပြွှေရွှေနေခဲ့ပေမဲ့လို့တနေ့မှတော့လိပ်ပြလိုက်ဖန်ရင်နဲ့လမ်းပြောက်သွားခဲ့ရပါတယ်။သူကတော့အိမ်ပြမတက်တော့ဘဲနဲ့လမ်းပြောက်နေတော့မှပဲတရိတ်ဆန်ဖန်စီရစီကနေကိုအဖမ်းခံလိုက်ရပါတယ်။သူကတော့ KD သူ့ကိုမွေးစားခဲ့တဲ့အထစ်ကိုလာနေငယ်ကြလောက်အောင်ကိုမှလှောင်ရင်းထဲမှာနေခဲ့ရတယ်ဆိုပြီးတော့ပြပြလိုက်ပါတယ်။ အဲ့ဒီဇလန်းကိုကြားပြီးတော့မတ်စ်ကအရန်ကိုမှစိတ်လို့ရှာသွားခဲ့ပါတယ်။မတ်စ်ကတော့ဒူရဲ့တခင်ကဒူကိုလွမ်းနေလောက်တယ်လို့ပြောခဲ့ပြီးတော့သူ့တခင်ရှိတဲ့စီကိုတွားဖို့ပြောလိုက်ပါတယ်။ဒူကတော့စိတ်တက်ကြနေပေမဲ့လို့မတ်စ်ကသူ့ရဲ့အရင်တခင်အိမ်ကိုတွားဖို့ဆိုပြီးတော့အားပေးလိုက်ပါတယ်။သူတို့တွားကန်နေမှာပဲအလို့ရောကအလို့သမားတွေကသူတို့ကိုတွေ့ပြီးတော့ဖမ်းဖို့လုပ်တာကြောင့်မတ်စ်နဲ့ဒူတို့ကလည်းထွက်ပြေးလိုက်ခဲ့ကြပါတယ်။ သူကတော့ထွက်ပြေးရင်းနဲ့တောင်လိုပုံထားတဲ့ပုံးတွေနဲ့ကိုတိုက်မိပြီးတော့အလုံသမားတွေပေါ်ကိုပုံးတွေကပြုတ်ချသွားခဲ့ရပါတယ်။ရေပိုက်ကနေထွက်လာပြီးတော့တဲ့နောက်မှာတော့တိုက်ခိုင်းကတရိတ်ဆန်တွေကဂစ်ဂျက်ကိုမက်စကိုရှက်မရှာတော့ဘူးဆိုပြီးတော့နှက်တေးလိုက်ပါတယ်။ဒါပေမဲ့လို့ဂစ်ဂျက်ကတော့နားမထောင်ဘဲနဲ့သူတို့အားလုံးကိုမက်စကိုဆက်ရှာဘူးဆိုပြီးတော့အပီလိုက်ပါတယ်။ဒူနဲ့မက်စတိုကတော့ဒူရဲ့သခင်ဟောင်းအိမ်ကိုရောက်လာခဲ့ကြပြီးတော့သူကတော့သူ့ရဲ့သခင်သူ့ကိုလက်မခံမှာကိုကြောက်နေတာကြောင့်မက်စကတော့အပီလိုက်ပါတယ်။မက်စရဲ့အပီမှုကြောင့်ပဲသူကအိမ်နားကိုသွားလိုက်ပြီးတော့အိမ်အဝကိုရောက်တဲ့ခါမှာတော့ ပန်အိုးတဲကကြောင်တကောင်ထွက်လာတာကိုမြင်လိုက်ရပါတယ်။သူကတော့သူ့ရဲ့တခင် Fred ကကြောင်တွေကိုမကြိုက်တာကြောင့်အဲ့ဒီကြောင်ကိုဘသူလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကြောင်ကတော့ဒူးတခင်ရဲ့နာမည်ကိုကြားတာကြောင့်အဲ့ဒီလူကတည်သွားပြီးဆိုတာကိုပြပြလိုက်ပါတယ်။သူကတော့အဲ့ဒါကိုလက်မခံနိုင်ပဲနဲ့ကြောင်ကိုတိုက်ခတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအခုအိမ်ပိုင်ရှင်တွေကကားနဲ့ကိုပြန်ရောက်လာခဲ့ကြပြီးတော့သူကတော့သူ့ရဲ့တခင်အိမ်ကိုဘသူမှမလာစေချင်တဲ့အတွက်ကိုဟောင်ပြီးတော့မောင်းထုတ်လိုက်ပါတယ်။မိသားစုအစ်စ်ကကြောက်သွားခဲ့ကြပြီးတော့တရိဆန်ထင်းသိမ်းရေးအဖွဲ့ကိုဖုန်းခေါ်လိုက်ပါတယ်။မက်စကာရိုဒူးကိုထွက်သွားကြတာပိုကောင်းမယ်ဆိုပြီးတော့ပြောလိုက်ပေမဲ့ ူကတော့သူ့ကိုဒီနေရာပါလို့ခေါ်ရလဲဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့သူ့ကိုဆွပြစ်ချင်လို့ခေါ်ရမလားဆိုပြီးတော့ပြောပြလိုက်ပါတယ်။မက်စ်ကတော့ဒေါသထွက်သွားခဲ့ပြီးတော့ထွက်သွားဖို့ကိုလုပ်ပေမဲ့တတိဆန်ထင်းတဲ့ရဲအဖွဲ့ကရောက်ရှိလာခဲ့ပြီးတော့မက်စ်ကိုဖမ်းလိုက်ပါတယ်။မက်စ်အဖမ်းခံရတာမြင်တော့သူကတော့အဲ့ဒီလူပေါ်ကိုခုန်တက်ပြီးတော့မက်စ်ကိုကယ်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့သူပဲဖမ်းခံလိုက်ရပြီးတော့မက်စကာရောတနည်းအားမှာပုံပြီးတော့ကြီးနေခဲ့ပါရင်မက်စကာရောသူ့ကိုတရိတ်ဆန်ထိန်သိမ်းရေးစီကိုထမ်းမရောက်စေခြင်းနဲ့အတူကဲဘူးဆုံးဖြတ်လိုက်ပြီးတော့ကားနောက်ကိုပြေးလိုက်သွားခဲ့ရပါဘူးဘော်ဒိုကတော့လူတွေကြားထဲကနေကိုသွားနေရင်လည်းကားနောက်ကိုပြေးလိုက်နေတဲ့မက်စကိုမြင်ပြီးတော့ပြေးလိုက်သွားခဲ့ကြပါရင်မက်စကာရောကားဘုတ်ကိုတက်လိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲမိပွဲမိနေတဲ့အတွက်ကိုကားကရက်သွားတဲ့အကြောင်းဝမ်းနဲ့ပုတ်တင်ညိုတို့ကကားနဲ့ကိုတိုက်မိသွားခဲ့ကြပါရင်ကားရဲကသူတွေကလည်းတရိတ်ဆန်တွေကိုတွေးလိုက်တဲ့အတွက်ကိုစင်းကြီးလိုက်ပြီးတော့အဲ့ဒီချိန်မှာပဲ snowball က mask ကိုတိုက်ခတ်နေခဲ့ပါရင် တိရစ္ဆာန်ထိန်းသိမ်းရေးကားသူတွေကလည်း snowboard ကိုမမြင်လိုက်တာကြောင့်တခြားသောတိရစ္ဆာန်တွေကိုပဲဒုက္ခနဲ့တူတူဖန်ခေါ်သွားခဲ့ပါတယ်။ snowboard နဲ့ mast တို့ကလည်းသူတို့တငယ်ချင်းတွေကိုကယ်ဖို့အတွက်ကိုမတက်တာတော့ပဲနဲ့ပူပေါင်းလိုက်ရပါတယ်။ mast ကားတစ်စီးကိုခိုးပြီးသွားတဲ့နောက်မှာတော့ mast က liver ကိုနင်းထပြီးတော့ snowboard ကရဆီယာတိုင်းကိုကန်ပြီးတော့မောင်းလိုက်ပါတယ်။သူတို့ကလမ်းမှာရှိသမျှကားတွေအကုန်လုံးကိုတိုက်မိပြီးတော့သူတို့တငယ်ချင်းတွေကိုလည်းဖမ်းထားတဲ့ကားနဲ့ကိုနှီလာခဲ့ပါပြီ။ snowboard ကတော့ခပ်ပတ်ဝစ်လိုက်ပြီးတော့ mast ကို liver ဆန်းနေဖို့ကိုပြောလိုက်ပါတယ်။ဘတ်စကာကထရက်ကားရဲ့နောက်ကိုတိုက်မိသွားခဲ့ပြီးတော့ဘတ်စကာကမှောက်သွားခဲ့ပါတယ်။ ထရက်ကားကလည်းတရားပေါ်ကကြားမလို့ဖြစ်ပြီးတော့တရားဆောက်လက်ဆက်လက်ရန်တွေနဲ့ကိုညှိသွားခဲ့ပါ යි ။စနိုဘောကတော့မေးလဲသွားတာကြောင့်မတ်စ်ကလည်းသူ့ကိုအပြင်ကိုခေါ်ထုတ်လာပေးခဲ့ပါ යි ။ဒါပေမဲ့လို့အဲ့ဒီအချိန်မှာပဲစွန့်ပစ်ခံတရိဆန်အဖွဲ့ကရရှိလာခဲ့ပြီးတော့မတ်စ်ကတော့စနိုဘောကိုအဲ့ဒီလိုမျိုးဖြစ်အောင်လို့လိုလိုက်တာဆိုပြီးတော့ထင်သွားခဲ့ကြပါ යි ။ Snowball ကလည်းမေလဲနေတဲ့အတွက်ကိုသူတို့အားလုံးကမက်စ်ပြောတာကိုမယုံကြပဲနဲ့ Fiber အတွက်ကိုလက်စားချေဖို့လိုလဲကြပါ යි ။အဲ့ဒီအချိန်မှာပဲ Gadget အဖွဲ့ကရောက်ရှိလာခဲ့ပြီးတော့စွန့်ပစ်ခံတရိတ်ဆန်အဖွဲ့နဲ့ကိုမှတိုက်ခိုက်လိုက်ပါ යි ။ ခကြက်ကတော့အားလုံးကိုတိုက်ခိုက်ပြီးတော့တဲ့နောက်မှာတော့မက်စ်နဲ့တွေ့လိုက်ပြီးတော့မက်စ်ကသူ့ကိုကားထဲကဒုက္ကိုတွားခဲ့ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မက်စ်ကတော့ဝမ်းနဲ့တခြားသောတရိတ်ဆန်တွေကလှောင်ရင်ကိုဖျက်ပြီးတော့အပြင်ကိုအန်နီရဲ့ကကင်းနဲ့ကိုမှထွက်လာခဲ့ကြပါတယ်။အထဲမှာတော့ဒူးကြံနေခဲ့တဲ့အတွက်ကိုမက်စ်ကသူ့ကိုကယ်ပြီးဖို့ကားဖို့ကိုခုံချလိုက်ပါတယ်။မက်စ်ကတော့ရင်မောက်ခန်းထဲကတော့ကိုယူဖို့ကိုတွားပေးမယ်လို့ပရင်ပေါက်မှန်တွေကကွဲကုန်တာကြောင့်စတီးတိုင်ဘော်ကိုတက်ပြီးတော့တော့စီကိုရောက်အောင်လို့တွားလိုက်ပါတယ်။ မက်စတော့ကိုရသွားတဲ့အခါမှာတော့မတော်တဆကားဝိုက်ပါကိုဖိမိပြီးတော့ကားပင်နေတဲ့ကိုပြုတ်ကျသွားခဲ့ရပါတယ်။မက်စကတော့ရေချိန်နဲ့ကိုကားနောက်ခံနဲ့ကိုရရှိသွားခဲ့ကြပြီးတော့တော့လေပြောက်သွားခဲ့ရပါတယ်။မက်စကတော့ရေပေါ်မှာမျောနေခဲ့ပြီးတော့ဒုကိုလည်းကဲဘူးကိုအရှုံးမပေးသေးဘဲနဲ့ဒုကနဲ့တူတူရေရောက်ထဲကိုမှလိုက်သွားခဲ့ပါတယ်။သူတို့ရေမြုပ်သွားတာကိုမြင်လိုက်ရတဲ့အတွက်ကိုစနိုးဘောကတော့ရေရောက်ထဲကိုဆင်းသွားခဲ့ပြီးတော့မက်စကိုလည်းတော့ပေးလိုက်ပါတယ်။အဲ့ဒီတော့နဲ့ပဲမက်စကဒုကိုလှုပ်ပေးလိုက်ခဲ့ပြီးတော့သူတို့တော့ရစလုံးကရေပေါ်ကိုပြန်တက်လာခဲ့ကြပါတယ်။ သူတို့အားလုံးအန်နီရဲ့ကင်းနာကိုတွေ့ပြီးတော့သူတို့တကယ်ချင်းတွေကမက်စတိုကိုအိမ်ပြန်ဖို့ကိုကားတစီးကိုခိုးလာခဲ့ကြပါတယ်။သူတို့ကမြို့လေကောင်မှာကောင်းမောင်းပြီးတော့တိုက်ခိုင်းကိုပြန်လာခဲ့ကြပါတယ်။တိုက်ခိုင်းရောက်တဲ့ခါမှာတော့မက်စကဂစ်ချက်ကိုသူ့ကိုကူညီပေးတဲ့အတွက်ကိုကျေးဇူးတင်လိုက်ပြီးတော့စွန့်ပစ်ခံတတိဆိုင်အဖွဲ့ကတကယ်ချင်းအစ်တွေကိုနှုတ်ဆက်လိုက်ပါတယ်။မက်စကတော့စွန့်ပစ်ခံအနေနဲ့ကိုမပြောဖို့ကိုပြောလိုက်တဲ့အတွက်ကိုစနိုဘောကတော့အဲ့ဒါကမဖြစ်နိုင်ဘူး။သူအိမ်မွေးတိရစ္ဆာန်နေနဲ့ကိုမနေနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါရင်အဲ့ဒီအချိန်မှာပဲအင်ကိုပြန်လာနေတဲ့မော်လီဆိုတဲ့ကလေးမလေးကစနိုးဘော့ကိုတွေ့ပြီးတော့ကောက်ချီလိုက်ပါရင် စနိုဘော့ကလည်းဒီခါမှနှွေထွေးမှုကိုမခံစားဘူးတဲ့ကြောင့်ကလေးမလေးသူ့ကိုပုတ်ပေးတာကိုသဘောကျပြီးတော့သူနဲ့တူတူအိမ်ဝင်လိုက်သွားခဲ့ပါတယ်။တခြားသောတိုက်ခန်းတွေမှာလည်းတခင်တွေကအိမ်ပြန်လာခဲ့ပြီးတော့သူတို့အိမ်မွေးတရေဆန်လေးတွေနဲ့ကိုမှတွေ့လိုက်ကြပါတယ်။သူတို့ကတနေ့လုံးအပြင်ရောက်နေတဲ့အတွက်ကိုဘာကိစ္စဖြစ်သွားလဲဆိုတာကိုမသိကြပါဘူး။တနေ့လုံးပြင်ပပြီးတော့ရင်းနောက်မှာတော့ KT ကအိမ်ပြန်လာခဲ့ပြီးတော့ Max နဲ့ Duro ကသူ့ကိုကြိုဆိုလိုက်ပါတယ်။ ကယ်ရီကအိမ်ထဲမှာရှုပ်ပွားပျက်စီးနေတာကိုတွေ့ပေမဲ့လို့မက်ထင်ထားတယ်လို့မျိုးစိတ်မဆိုးဘဲနဲ့ကိုပျော်ရွှင်နေခဲ့ပါ යි ။အခုတော့ဒုက္ကနဲ့မက်တိုးကလည်းအဆင်ပြေပြေနဲ့ကိုမှအမြဲတူတူနေထိုင်နိုင်သွားပြီလေဖြစ်ပါ යි ။ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာ။အခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စက်မပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ။ကြည့်နောက်တနေ့မှာဇာတ်ကားကောင်းတွေနဲ့တူတူပြန်လည်ဆုံတွေ့ကြပါစို့လားနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။